င်္ဂလာပါလေဗင်းရုပ်တံရဲ့မတ်လ14ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လင်းတင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုဆန်းဆန်းတမန်ဆောင်ရွက်ခဲ့သူများအားဂုံဒူးဆောင်ပွဲများဂုံဒူးဆောင်တစိမ်များချီးမြှင့်အပ်နှင်းဆိုတဲ့သတင်းမြောက်ရီနယ်ဆက်ကြားဖြတ်လုပ်ငန်းမှာဂျပန်နိုင်ငံသားတဦးနဲ့အရေးကြီးပုဂ္ဂိုလ်6ဦးကိုတရားခံပုံစံဖြင့်ပြန်လည်လွှဲပို့မိဟုကရင်ပြည်နယ်နယ်ကြားဆောင်တပ် BGF မှ တိယဗိုလ်မှူးကြီးနိုင်မောင်စော ပြောကြားဆွဲတဲ့တွင်အလားလာရှိသောယူကရိန်းစစ်ပွဲအပြစ်ခတ်ရဲဆဲရေးအတွက်အကောင်းမြင်ထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားဆွဲတဲ့တွင်ရုရှားရဲ့ cast data ဟာအလုံးစုံလွတ်မြောက်ရရှိနိုင်ရန်နှိစက်နေပြီဖြစ်ကြောင်းရုရှားသမ္မတဗလာဒီမာပူတင် ပြောကြားဆွဲတဲ့တွင် penalty စီးမြင့်ကိုအပြောင်းလဲလုပ်ရန် UEFA စီစဉ်ဆွဲတဲ့အစရှိသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုဆက်စပ်တမန်ထမ်းဆောင်ခဲ့သူများအားဂုံတူးဆောင်ပွဲများဂုံတူးဆောင်ဒဇိန်များချီးမြှင့်အပ်နှင်းဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်တွေကိုဆက်စပ်တမန်ထမ်းဆောင်ခဲ့သူတွေကိုဂုံတူးဆောင်ပွဲတွေဂုံတူးဆောင်ဒဇိန်တွေချီးမြှင့်အပ်နှင်းကြောင်းမတ်လ23ရက်ကထုတ်ပြန်ပါတယ်။ဂုံတူးဆောင်ပွဲတွေဂုံတူးဆောင်ဒဇိန်တွေချီးမြှင့်အပ်နေရမှာ တက်မတော်ဆိုင်ရာစွမ်းရည်တက်တဲ့ဂုံတူးဆောင်ဘွဲဖြစ်တဲ့သူရောင်းဘွဲကိုကောက်ကွေးဝင်ကြီးဌာနကဗိုလ်မှူးကြီးရန်အောင်စိုးနဲ့ဗိုလ်မှူးအောင်သူတို့ကို၎င်းတမရော်ဆိုင်ရာစွန့်ရည်တက်သည့်ဂုံတူးဆောင်တစိဖြစ်တဲ့သူရဲကောင်းမှတ်တမ်းဝင်တစိကိုကာကွယ်ဝင်ကြီးဌာနဒုတိယဗိုလ်မှူးကြီးမျိုးဆွေလက်ဗိုလ်မှူးအောင်ဘိုးဘိုးဗိုလ်မှူးပြည့်ဖြူကျော်ဗိုလ်မှူးကျော်စောသူတို့အပါအဝင်16ဦးကိုချင်းမြင့်အနှင်းလိုက်တယ်လို့သိရပါတယ်။ ။ဒါ့ပြင်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်တပ်တွေဂုံနူးဆောင်တစိမ့်ဖြစ်တဲ့ရဲဘလတစိမ့်ရရှိသူ62ဦး၊စွမ်းဆောင်မှုဆိုင်ရာဂုံနူးဆောင်တစိမ့်ဖြစ်တဲ့စီမံထူးချွန်တစိမ့်ပထမအဆင့်ရရှိတဲ့ကာကွယ်ဝင်ကြီးဌာနကဗိုလ်မှူးချုပ်တန်းထွန်းတင်စီမံထူးချွန်တစိမ့်တတိယအဆင့်ရရှိတဲ့ကာကွယ်ဝင်ကြီးဌာနကဗိုလ်မှူးချုပ်နေမျိုးထောင်းဗိုလ်ကြီးလှိုင်မျိုးချစ်ဗိုလ်ကြီးလူမော်နဲ့ဦးတီဟာတို့ကိုဂုံနူးဆောင်တစိမ့်တွေချင်းမြင့်အနှင်းလိုက်တယ်လို့သိရပါတယ်။ဒါ့အပြင်ပညာရေးဆိုင်ရာထူးချွန်တစိမ့်ဖြစ်တဲ့ဤပညာထူးချွန်ပထမအဆင့်ရရှိတဲ့ ကာကွယ်ဝင်ကြီးဌာနကဗိုလ်မှူးချုပ်ထေအောင်ဗိုလ်မှူးချုပ်မြန်မင်းအိုးနေပညာထူးကျော်တတိယအဆင့်ရရှိတဲ့ကာကွယ်ဝင်ကြီးဌာနကဗိုလ်မှူးကြီးသိန်းလွင်ဒုတိယဗိုလ်မှူးကြီးအောင်နိုင်ဒုတိယဗိုလ်မှူးကြီးကျော်လင်းထွန်းဘုံမူဝင်းကိုကိုနိုင်တဲ့ဘိုးကြီးအောင်ကြီးမင်းတို့ကိုဂုံနူးဆောင်တစိမ့်တွေချင်းမြင့်အနှင်းလိုက်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြရီနယ်ဆက်တားပြတ်လုပ်ငန်းမှာဂျပန်နိုင်ငံသားတအုပ်နဲ့အရေးကြီးပုဂ္ဂိုလ်6ဦးကို တရားခံပုံစံဖြင့်ပြန်လည်လွှဲပို့ပေးမည်ဟုကရင်ပြည်နယ်နေကြားဆောင်တပ် PGM မှဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောပြောကြားဆွေးနွေးတင်ကိုတင်ဆက်ပေးပါမယ်။မြန်မာထိုင်းနယ်စပ်မြဝတီမြို့ရှေကုတ်ကိုမဲထော့တလေကေကေပတ်ဒေသတွင်ကြားဖြန့်လူမောင်ကုန်နှင့်ငွေလေလုပ်ငန်းတွေကဖမ်းဆီးထားတဲ့ဂျပန်နိုင်ငံသားတဦးပါဝင်အ धिक လူပုဂ္ဂိုလ်6ဦးတို့ကိုတရားခံပုံစံနဲ့ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့ကရင်ပြည်နယ်နေကြားဆောင်တပ် BGF ကပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောပါတယ်။မြောက်ရီမြို့မြောက်ဖက်ကီလိုမီတာ20ခန့်ဝေးတဲ့ရွှေကုတ်ကုန်းမြို့တဲမှာမလ12ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကြားဖြတ်လူမခိုးနှိမ်နေရင်းနဲ့ပတ်သက်ပြီးကင်ပြင်းနယ်နယ်ခြားဆောင်တပ် BGF ကဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောကြားခဲ့တာပါ။ဒီပုတ်ကိုတွေကအရေးကြီးတဲ့သူတွေဖြစ်တဲ့ပေါ်ပေါ်ဆဆလွှဲလို့မရဘူးတက်ဆိုင်ရာနိုင်ငံတွေနဲ့ချိတ်ဆက်ပြီးတေးသေးချာချာကိုတရားခံပုံစံနဲ့လွှဲပြောင်းပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့လူတွေလည်းတရားမဝင်တဲ့ဇက်ဖြတ်ကြောင်ဝင်လာသူတွေပဲ လူသားချင်းစာနာတဲ့အနေနဲ့ကောင်းကောင်းမွန်မွန်ထားထားပေးတယ်လွှဲပြောင်းပေးတယ်ဒီဂျပန်နိုင်ငံသားတဝက်ပောင်ဝင်အရေးကြီးပုဂ္ဂိုလ်6ဦးကိုတော့စနစ်တကျတရားခံပုံစံလွှဲပြောင်းပေးဖို့သွားမှာဖြစ်ပါတယ်လို့၎င်းကပြောပါတယ် ဂျပန်နိုင်ငံသားတဝက်အပောင်ဝင်ဖမ်းဆီးရမိထားတဲ့အဓိကပုဂ္ဂိုလ်6ဦးကိုလည်းကောင်းမွန်စွာကူညီထိန်းသိမ်းထားတယ်လို့ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောပါရယ်။ကြားဖြတ်လူမခေါ်ပပျောက်ရေးစီမံချက်ကိုကင်းပြင်းနယ်နယ်ကျောင်းဆောင်တပ်ဖွဲ့ BGF အနေနဲ့ဖေဖော်ဝါရီ14ရက်ကစတင်လှုပ်ဆောင်ခဲ့ပြီးမလ12ရက်အထိကြားဖြတ်လုပ်ငန်းမှာလူကုန်ကူးခံရသူနိုင်ငံပေါင်းစုံ30ကလူရေ8523ကိုကယ်ဆယ်ထိန်းသိမ်းထားရှိပြီး အဆိုပါနိုင်ငံသားတွေက2963ကိုပြန်လည်လွှဲပြောင်းပေးရခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အလားအလာရှိသောယူကရိန်းစစ်ပွဲအပြစ်ခတ်ရစဲရေးအတွက်အကောင်းမြင်ထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။ဘတ်လ23ရက်အစောပိုင်းမှာယူကရိန်းနဲ့ရုရှားတို့လောလောလတ်လတ်ဝေဟင်တိုက်ခိုက်မှုတွေရှိခဲ့တဲ့အချိန်အမေရိကန်စစ်သက်ညီနိုင်ရေးသမားတွေကယူကရိန်းစစ်ပွဲအပြစ်ခတ်ရစဲရေးရရှိအောင်ဆောင်ရွက်နိုင်မယ်လို့ မကောင်းမြင်ထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်ဘရိကန်ပြည်တော်စုကစစ်ပွဲချင်းချက်မရှိရက်သွားစေရေရုရှားသဘောတူစေဖို့အလိုရှိနေတယ်လို့မလ12ရက်မှာတာဝန်ရှိသူတွေကပြောပါရယ်အခုတရင်ပတ်အတွင်းသဘောတူညီမှုရရှိထားတဲ့အမေရိကန်ယူကရိန်းအစိုးပြချက်အသေးစိတ်တွေကိုမိမိတို့စောင့်ဆိုင်နေတယ်လို့ရုရှားကပြောပါရယ်လွန်ခဲ့တဲ့3နှစ်အတွင်းလူထောင်ချီတိုက်ဆုံခဲ့ရတဲ့ယူကရိန်းစစ်ပွဲရက်သွားစေဖို့ရုရှားဘက်ကအစဉ်အသင့်ဖြစ်နေကြောင်းအရေးအမွေပြသခဲ့တာမရှိပါဘူးလွန်ခဲ့တဲ့နှစ်က ယူကရိန်းထိုးစစ်အတွင်းသိမ်းပိုက်ခံထားရတဲ့ရုရှားပိုင်နယ်ကိုပြန်လည်သိမ်းယူရေးအတွက်ယူကရိန်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ရမှာအသာစီးရအောင်တိုက်ခဲ့တဲ့ရုရှားစစ်သားတွေထံသမ္မတဗလာဒီမာပူတင်ကတွားရောက်ခဲ့ပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီက၎င်းရဲ့နိုင်ငံဟာသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးဖို့အသင်းဖြစ်နေတယ်လို့ပြောကြားခဲ့ပါတယ်။ ပူတင်ကသဘောတူညီချက်ကိုငြင်းဆန်မယ်ဆိုတာကအမေရိကန်ပြည်ထောင်စုကပြင်းထန်တဲ့တုံ့ပြန်မှုကိုထုတ်ပြန်ရလိမ့်မယ်လို့ပြောကြားထားပါတယ်။အခုကျွန်တော်တို့စကားပြောနေချိန်မှာလူတွေကရုရှားကိုသွားနေပါတယ်။ရုရှားဘက်ကနေအပြစ်ခတ်ရဲစဲရေးကိုကျွန်တော်တို့ရရှိနိုင်တယ်လို့မျှော်လင့်ထားပါတယ်လို့အမေရိကန်သမ္မတရုံးမှအာရလန်ဝန်ကြီးချုပ်မိုက်ကယ်မာတင်နဲ့တွေ့ဆုံရမှာထရမ့်ကသတင်းထောက်တွေကိုပြောပါတယ်။ကာဇာစစ်ပွဲနဲ့ယူကရိန်းစစ်ပွဲတို့မှာချောင်းဝင်ဖျံပြေးသူအဖြစ်ဆောင်ရွက်နေတဲ့ Trump တန်တမန် Steve Wolf ကဟာ အခုတရင်ဘက်ထဲမှာမော်စကိုကိုသွားလိမ့်မယ်လို့အင်ပီရိုကပြောပါရယ်ပူတင်ကအပြစ်ခတ်ရဲစဲတာကိုသဘောတူတော့မယ်လို့မျှော်လင့်ပါတယ်လို့ထရမ့်ကပြောပါရယ်စစ်ပွဲကိုရပ်ပစ်နိုင်မယ်ဆိုပါကဒီကြောင့်ဆရာကောင်းတဲ့သွေးထွက်တန်ရုပ်ဖြစ်မှုကိုအဆုံးသတ်ဖို့80ရာခိုင်နှုန်းဖြစ်လာလိမ့်မယ်လို့ထင်မြင်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသတင်းထောက်တွေကိုပြောကြားခဲ့ပါရယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရုရှားရဲ့ကတ်ဒေတာဟာအလုံးစုံလွတ်မြောက်မှုရရှိရန်နှိစက်နေပြီဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ပြောကြားဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။ရုရှားရဲ့ cash data ဟာအလုံးစုံလွန်မြောက်ဖို့နှီးစက်နေပြီဖြစ်တယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကမတ်လ၁၂ရက်ကပြောကြားခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေလင်းမြန်စွာခြေတက်ဝင်ရောက်လာခဲ့တဲ့အတွက်ယူကရိန်းက၎င်းရဲ့စစ်သားတွေကိုပြန်လည်ရုပ်သိမ်းနေရကြောင်းအရေးအမွတ်ပြောကြားနေချိန်မှာပူတင်က၎င်းရဲ့စစ်တပ်ဟာ gas data ကိုအပြည့်အဝလွတ်မြောက်စေဖို့နှိစက်နေပြီလို့မျှော်လင့်ရကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးကြတဲ့နှစ်ဩဂုတ်လမှာယူကရိန်းတပ်ဖွဲ့တွေကရုရှားနယ်စပ်ဖြစ်တဲ့ Gas ဒေသကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးကြတဲ့ကပူတင်ဟာအဲ့ဒီဒေသကိုမလ12ရက်မှာပထမဆုံးအကြိမ်ဖြစ်သွားရောက်ခဲ့တာဖြစ်ပါတယ်။ခီးစင်မှာဆင်းယူနီဖောင်းဝယ်ထားတဲ့ပူတင်ဟာကတ်ဒေတာမှာမကြသေးမီကအသာစီးရမှုတွေအတွက်ချီးကျူးခဲ့ပြီးဆက်လက်တိုက်ခိုက်ဖို့၎င်းကတိုက်တွန်းခဲ့ပါတယ်။ ျွန်တော်တို့တက်တွေရင်ဆိုင်နေရတဲ့စစ်စင်ရေးတာဝန်တွေဟာပြည့်မြောက်လာပါလိမ့်မယ်။ cost data ဟာလည်းမကြခင်မှာရန်သူတွေလက်ထက်ကအလုံးစုံလွတ်မြောက်လာတော့မယ်ဆိုတာကိုအချက်လက်တွေအရသိရပါတယ်လို့ပူတင်ကရုတ်တံမိကုံးမှာပြောပါရယ်ယူကရိန်းဟာ2024ခုနှစ်ကရုရှားရဲ့ gas data ကိုအလေးအငိုက်ဖမ်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ရုရှားတပ်ဖွဲ့တွေဟာပြီးခဲ့တဲ့9ရက်အတွင်းနေဆက် data မှာရှိတဲ့ကျေးရွာ24ရွာကိုပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်းရုရှားစစ်ဦးစီးချုပ်ကပူတင်ကိုပြောပါရယ် ရုရှားစစ်ဦးစီးချုပ်က၎င်းတို့တပ်ဖွဲ့တွေဟာကတ်ဒေတာရဲ့နည်းမြေ1100စတူရန်ကီလိုမီတာ425စတူရန်မိုင်ကို ပြန်လည်သိမ်းယူခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံပိုင်ရုတ်တံကပူတင်ရဲ့မှတ်ချက်စကားကိုထုတ်လင့်ခဲ့ပြီးတဲ့နောက်မိနစ်ပိုင်းအကြာမှာယူကရိန်းစစ်ဦးစီးချုပ်က ထိခိုက်ဆုံးရှုံးမှုတွေကိုအနည်းဆုံးရှင်းချဖို့အတွက်၎င်းရဲ့စစ်သားတွေကိုပြန်လည်ယူသိမ်းနေကြောင်းပြောပါရတယ်။ အရန်ခတ်ခဲတဲ့အချိန်တွေမှာကျွန်တော်ရဲ့ဦးစားပေးအလုပ်ကတော့ယူကရိန်းစစ်သားတွေရဲ့အသက်ကိုကယ်တင်ဖို့ဖြစ်ပါတယ်။အဲ့ဒီရည်ရွယ်ချက်အရလိုအပ်လာမယ်ဆိုရင်ကာကွယ်တပ်ဖွဲ့တွေကိုပုံမသိညော်တဲ့နေရာတွေကိုရွှေ့ပြောင်းရမှာဖြစ်ပါတယ်လို့ယူကရိန်းစစ်ဦးစီးချုပ်အိုလန်ဇန်နာဆိုစကီက Facebook မှာရေးသားခဲ့ပြီးဒါဟာတပ်တွေကိုပြန်ရုပ်တဲ့သဘောမျိုးကိုဖော်ပြနေတယ်လို့ကြမ်းကျင်သူတွေကပြောပါတယ်။နောက်ဆုံးအားသာတဲ့တပုတ်အနေနဲ့ပန်နဒီစီးမြင့်ကိုအပြောင်းလဲလုပ်ရန် UFA စီစဉ်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဟာပန်နရီစီးမင်းကိုအပြောင်းလဲပြုလုပ်ဖို့စီစဉ်နေနေတယ်လို့သိရပါတယ်ဒီတစ်ပတ်ရှင်ပြိုင်ကစားခဲ့တဲ့ရီယန်နဲ့အတလက်တီကိုတို့ရှင်ပြိုင်ကစားတဲ့ချန်ပီယံလိပွဲစဉ်မှာအတလက်တီကိုတိုက်ဆင်မှုအေဗာရက်စ်ရဲ့ပယ်နတီကန်ချက်ကိုဒဗက်တက်နှစ်ကြိမ်ထိရလို့သတ်မှတ်ပြီးပယ်ဖျက်ခဲ့တဲ့အတွက် UEFA ကစီးမြင့်အပြောင်းလဲပြုလုပ်ဖို့စီစဉ်တာဖြစ်တယ်လို့သိရပါဗျ။ Everest ရဲ့ penalty ကိုပယ်ဖျက်ခံရတဲ့အတွက်ဝေဖန်မှုတွေရှိခဲ့တယ်လို့ Atletico အသင်းကလည်းပြန်လည်သုံးသပ်ပေးဖို့ UEFA ထံတောင်းဆိုခဲ့တာပါ။အဲ့ဒီအတွက် UEFA ကကြေညာချက်ထုတ်ပြန်ရမှာအဲ့ဒီ penalty twin goal ကိုပယ်ဖျက်ခဲ့တာဟာဖော်လုံးဥပဒေစည်းမျဉ်းအရဖြစ်ကြောင်းမတော်တဆနှစ်ကြိမ်ထိတဲ့အတွက် penalty စည်းမျဉ်းကိုအပြောင်းအလဲပြုလုပ်တဲ့ကြောင်းကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ IFAB တို့နဲ့ဆွေးနွေးသွားမှာဖြစ်ကြောင်းဖော်ပြခဲ့ပါတယ် အတလက်တီကိုအသင်းဟာရီယယ်မက်ဒရစ်အသင်းနဲ့ပနတီအဆုံးဖြတ်ခံယူရတဲ့ပြိုင်ပွဲဆုံး6ပွဲစလုံးရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။လေဗင်ရုပ်တံရဲ့မက်စလာ14ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြီးစုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။